ရိုးရိုးမင်္ဂလာပါနော်ဒါဒါဟိုကကျွန်တော်အဖွဲ့ဝင်2026မင်းနေလူတွေနော်ဒီမှာကျွန်တော်ဒီမှာကျွန်တော်တို့ဒီမှာကြိုခေါ်တာနော်အခုအယောက်40ရှိသွားတယ်အယောက်40ရှိသွားပါပြီအဲ့ဒါဖုန်းဝင်လာတာဩဒီချေထုံးမင်းလူကလားစလုံးချင်းပို့နေ ကျူဝင်ကြတော့ဒီ2026ကျူဝင်ဟို2025လက်ကျန် free ရတာဗောနော်ဒါကတနည်းစာ group ဗောနော်ဒါကျူဝင်တဲ့လူတွေအရအယောက်40နော် member 40ဗောငါ40ရှိပြီအမေးထားလို့နော် group ထဲမှာဒီလို final တင်နေနော်အခုဒီမှာကျွန်တော်ကဒီမှာလူတစ်တရာမတည်သေးလို့နော်ဒီမှာစာရေးပြပေးထားတယ်နော်အဓိကတော့တခွဲပဲယူတာတခွဲကြရင်တခွဲပဲထိုးနော်အရင်ကြက်တဲ့လူကအရင်မှာထိုးအဲ့လိုမျိုးသူ့စင်းတဲ့သူထိုးထိုးပြီးယူပေးသွားတာပေါ့နော် အဲ့ချဲထိုးခြင်းဆိုလည်းအဲ့ဒီဘိုင်ဘာလာခဲ့ရတယ်နော်အခုဒီလိုမျိုးပဲအဲနမူနာပြပြလိုက်မယ်နော်ဒီမှာအဲသူချဲထိုးခြင်းနဲ့ဒီမှာအဲချဲထိုးခြင်းနဲ့ဆိုဒီမှာကျွန်တော် KB နံပါတ်ပို့ပြလိုက်နော်အဲငွေလွှဲပြီးပြည်သာပို့ကုကြတဲ့ကဏ္ဍတင်နော်တကွက်ကို900ရင်တော့စထိုးလို့ရပါတယ်နော်ငွေဒီလေးတကွက်စလိုက်မယ်နော် ရောစားတော့စိတ်ချမြန်လဲမြန်တယ်ဗောနော်မြန်ရာကနန်းတော့ကောမြန်ကျော်ဒီ26ခုဗောနော်26ခုအဲ26ခုကသူကရင်လိုက်တစ်နှစ်ကျော်မှာထိသုံးလုံးနှစ်ခါသုံးလုံး6နောက်ဘက်သုံးလုံးခုနော်26ခုဒီ26ခုက2ထိတ်ကိုထိသုံးလုံးနှစ်တယ် ချောက်ခါကိုခါသုံးလုံးချောက်တယ်ခွန်နောက်ဘက်ကိုနောက်ဘက်သုံးလုံးခွန်တယ်နော်အဲ့ချောက်ခွန်လို့တဲပေါင်းခြင်းနဲ့ရင်းဆိုင်တစ်နှစ်ကျော်မှသူကဖြစ်တာနော်ဒါပထမကဒုတိယကကဒီမာလာဖြစ်တယ်ဒီ၅လေး၅၅လေး၅ရင်းဆိုင်တစ်နှစ်ကျော်မှအဲ့၅ထိပ်ကို၅ထိပ်ကိုထိပ်သုံးလုံး၅လေးခါကိုခါသုံးလုံးလေး၅နောက်ဘက်ကိုနောက်ဘက်သုံးလုံး၅နော်ဒီ၅လေး၅ကိုသူကဒီ၅ထိပ်ကိုထိပ်သုံးလုံး၅လေးခါကိုခါသုံးလုံး၄ ငါးနောက်ပိတ်ကို နောက်ပိတ်သလုံးငါးဆိုပြီးတော့ဒေပေါင်းကြီးနဲ့ဒုတိယမြောက်ဖြစ်တယ်နော်အခုတတိယမြောက်ကဒီ၄၃၁အဲ၄၃တရရေတိုင်းတစ်နှစ်ကျော်မှာသူကဒီ၄ထိပ်ကိုထိပ်သုံးလုံး၄၃ခါကိုခါသုံးလုံး၃တယ်တင်းနောက်ပိတ်ကိုနောက်ပိတ်သလုံးတက်တယ်နော်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါနော်အဲ့လိုဒေပေါင်းကြီးဖြစ်တာသူက၄ခါပဲရှိရအောင်နော်အခုဒီမှာကျွန်တော်ဒီမှာတစ်ခါဖြစ်တယ်၈၃၅ခါက ထိသုံးလုံးရှိတယ်ရှိထိတ်ကိုထိသုံးလုံးရှိတယ်တင်ရခါကိုခါသုံးလုံးတုံညရယ်ငါးနောက်ထိုင်ကိုနောက်ပိတ်သုံးလုံးငါးတယ်လေးကပ်ပဲရှိရနော်ဒါယူရိုးလေးပါကျွန်တော်တို့ဒီမှာရှစ်ပရိတ်လည်းမထွက်လာသေးရမလို့နော်ရှစ်ပရိတ်လည်းမထွက်လာသေးလို့ဒီရှစ်ပရိတ်ထွက်လာအချိန်မှာဒီကနန်းလေးနဲ့မျက်ဖြစ်သွားမလားတူရည်ကတူရည်ရအောင်ပါတဲ့တူကတော့မထုံးနဲ့ပေါ့ ဒီနှစ်6ခုနော်ဒီနှစ်ထိပ်ကိုထိပ်3လုံးနှစ်တယ်6ခါကိုခါ3လုံး6တယ်ခုနောက်ပိတ်ကိုနောက်ပိတ်3လုံးခုနှစ်6ခုကိုနှစ်6ခုလို့အထောင်ပေါင်းကြီးနေနော်ဒါပထမကပ်ဖြစ်တာနောက်ခဏလေးပဲပြပါနော်ဒီဒီမှာ9 5အဲ့9 5ကိုသူကရင်းနေတနေ့ကြောင်မှာ9ထိပ်ကိုထိပ်ထောင်3လုံး9တယ်6ခါကိုခါထောင်3လုံး6တယ်9နောက်ပိတ်ကိုနောက်ထောင်3လုံး9တယ်9 5ကိုထည့်ပေါင်းတာနော်ရင်းနေတနေ့ကြောင် အခုတရားမြောက်နေတဲ့ဒီ၄၃တက်အဲ၄၃တက်ကရေနေဒီနေ့ကျော်မှာထိသုံးလုံး၄တယ်၃ခါကိုခါသုံးလုံး၃တယ်တက်နောက်ပိတ်ကိုနောက်ပိတ်သုံးလုံးတက်တယ်နော်၄၃တက်ဒေပန်းကြီး၃ခါဖြစ်တယ်နော်အခု၄ခါမြောက်ကဒီမှာ၈၃၅ဖြစ်တယ်နော်၈၃၅ကိုအဲထိသုံးလုံးက၈ထိတ်ကိုထိသုံးလုံး၈တယ်၃ညခါကိုခါသုံးလုံး၃ညတယ်၅နောက်ထိုင်ကိုနောက်ပိတ်သုံးလုံး၅တယ်နော်ဒေပန်းကြီး၄ကတ်ရှိတယ်ဒါမှမဟုတ်ကိုကဟိုလိုမျိုးပေါ့ကြက်ရှိကြတာကြက်ဥမာလို့ဒီပေါ်မှာ ဲ့မှာသူကခုဘက်တပွဲစာထွက်တယ်လေပြန်ကြအောင်မှာကျွန်တော်30ရင်းနေမှာရောင်းမှာနော်ဒီစိုးစိုးမရောင်းကဏ္ဍပြတ်မှာဆိုဒီနှစ်6ခုကိုထိတ်တလုံးနှစ်တယ်6ခါကိုခါစလုံး6တယ်ခုနောက်ပိတ်ကိုနောက်ထောင်စလုံးခုတယ်နော်ဒီလိုအချိန်ကိုင်းနဲ့နှစ်ပိတ်မှာဖြစ်တဲ့ဟာကိုယူမယ်ဆိုတော့နှစ်ကတ်နဲ့ဆော့ပေါ့နော်ရှစ်တုံညာကအဲ့မှာဖြစ်နိုင်တာကတော့သူကအဲ့လိုဒီလိုပေါင်းချင်းဖြစ်ပြီဆိုသူပေး3ချိန်ပေါ့နော်ဒီလိုပေါင်းချင်းဖြစ်ပြီဆိုရင်ဒီနှစ်ကတ်နဲ့ခွဲဆော့မယ်ဆိုရင်ဒီခွန်တက်နှစ်အဲ့ခွန်တက်နှစ်ကသူကဒီနှစ်ပိတ်ကရှေပေါင်းခွန်ရှေပေါင်း1ရှေပေါင်း2 ရှေပေါင်းရှေပေါင်းခွန်ရှေပေါင်းတရှေပေါင်းနှစ်နော်ဒီခွန်တင်းနှစ်ကိုဒီမှာဒဲထွက်မလားနော်ဒီအဲ့ဒါဆိုရင်ကျွန်တော်တို့ကရှေ့တုံညာငါကိုဒီမှာဒဲပေါင်းချင်းအချိန်ကနှစ်ပိတ်မှာဖြစ်လို့ရှေပေါင်း30ရှေပေါင်း9ရှေပေါင်းနှစ်တုံညာ9နှစ်ဆိုရင်ဒါကျွန်တော်တို့ရဲ့ဒီကမွေးသည်နော်နှစ်တုံညာ9တုံညာ9နှစ်ကိုဒီနေရာမှာထည့်သွားလို့ရတယ်နော်တုံညာ9နှစ်ကိုဒီနေရာမှာထည့်သွားလို့ရတယ်နှစ်ကနဲ့ခွဲဆော့ရင်ပြောတာနော် ဒါကြတော့ကျွန်တော်တို့နှစ်ပိတ်မှာဖြစ်တဲ့အကြိမ်ကြိမ်နှစ်ကပ်ပေါ့နော်နှစ်၆ခုကိုနှစ်၆ခုလို့ဒေပေါင်းကြီးဖြစ်တယ်အဲ့လိုဖြစ်လို့ရှိရင်ရှေးပေါင်းခွန်ရှေးပေါင်း၁ရှေးပေါင်း၂ရှေးပေါင်း၇တက်ကဒီမှာထွက်လို့ရတယ်နော်အဲနှစ်ကပ်ဖြစ်ကြတဲ့လူတွေနော်ဒီရှေးတုံညာငါးကလည်း22ကြိမ်မှာဖြစ်တယ်အဲရှေးတုံငါးကိုနှစ်ပိတ်မှာထိချောင်တုံးရှေးခါတုံးတုံညာနောက်တုံးလုံးငါရှေးတုံညာငါးလို့ဒဲဖြစ်တယ်အဲ့လိုဖြစ်ရင်ရှေးပေါင်းတုံညာရှေးပေါင်း၉ရှေးပေါင်း၂တုံညာ၉နှစ်ကလည်းဒီနေရာမှာဒဲထွက်သွားလို့ရတယ်အဲ့မှာကျွန်တော်တို့ကဟိုတုံညာ ဒီတုံညာခါ၃ချက်တန်းရင်နော်သူရှိသူရဲ့ကရရနှစ်သူရဲ့ကရရနှစ်အဲ့လိုနှစ်တွေမှာတုံညာပါလေကဏ္ဍတွေကိုတော့၆ပို့လာနော်အဲ့ဒီတည်းမှာတုံညာခါနဲ့ကဏ္ဍက2024တုံညာခါနဲ့ကဏ္ဍကလည်းလိုက်ထွက်ရမယ်ပြီးနောက်ဆုံးထွက်တဲ့တုံညာကလည်းနောက်နှစ်လိုက်ထွက်ရမယ်နော်အဲ့လိုမျိုးတွေရှိတယ်အခုကဘာပြကျင်တာလဲဆိုရှစ်ပရိတ်မွေးကဏ္ဍပေါ့နော်ရှစ်ပရိတ်မွေးကဏ္ဍပြကျင်တာဒါတော့ကျွန်တော်တို့ကလင်နာမှာဖြစ်သလောက်ပေါ့တစ်ကက်နှစ်ကက်သုံးကက်လေးကက်ပေါ့နော်အဲ့လိုဖြစ်တိုင်းမှာသူဖြစ်တာကဘယ်လိုဖြစ်လဲဆိုတော့2600ကို2600လို့ပေါင်းကြီးဖြစ်တဲ့ပြီဆိုရင်တဲ့ ဒီကျွန်တော်တို့ခုံနောက်ပိတ်ရယ်ဒီခုံနောက်ပိတ်ရယ်ဒီခုံနောက်ပိတ်ရယ်ဒီဆောင်နောက်ပိတ်သုံးလုံးခုံခုံခုံနော်ဒါပြလိုက်တော့လွယ်တာပေါ့ဗျာရှာရင်တော့မလွယ်ပါဘူးနော်ဒီမှာ905ကို905ပေါင်းကြီးဖြစ်ရင်ဒီနောက်ပိတ်သုံးလုံးခုံ9တုံညဒီနောက်ပိတ်သုံးလုံးခုံ9တုံညအဲ့ကောင်မူးစီးထုတ်မှာနော်ဒီမှာ၄၃တက်လို့ဒဲပေါင်းကြီးဖြစ်ရင် အဲ့ပေါင်းကြည့်တဲ့ကဏ္ဍရဲ့ခါဒီနောက်ပိတ်ရဲ့ဒီနောက်ပိတ်ရဲ့အဲဒီနောက်ပိတ်ရဲ့နော်နှစ်တသုံးညအဲ့ကောင်ကိုမူတီထုတ်မှာအခုဒီမှာလေးကဏ္ဍဒီမှာပေါင်းကြည့်ဖြစ်လာပြီနော်အဲ့မို့ကျွန်တော်ဒီတင်းနောက်ပိတ်ရဲ့ဒီငါးနောက်ပိတ်ရဲ့ဒီခွန်နောက်ပိတ်ရဲ့နော်ဒီတင်းငါးခွန်ကတော့ကျွန်တော်တို့ဇာတုမူတီလေနော်ဒါပေမဲ့ तू ကတင်းငါးခွန်တော့မဟုတ်ဘူးနော်ကျွန်တော်ဒီခွန်သုံးလုံးအဲ့ခွန်သုံးလုံးကိုသူက2 6ခွန်ကိုဒေပေါင်းကြည့်ဖြစ်လို့ရှိရင်နော် ဟိချောက်ခွန်ကိုဒဲပေါင်းချင်းဖြစ်လို့ရှိရင်ဒီနောက်ဘိတ်ဆောင်းနဲ့နောက်ဘိတ်သုံးလုံးအဲနောက်ဘိတ်သုံးလုံးပါဝါလန်လိုက်ခွန်နောက်ဘိတ်ကိုပါဝါလန်ရင်နှစ်ဒီခွန်နောက်ဘိတ်ကိုပါဝါလန်ရင်နှစ်ဒီခွန်နောက်ဘိတ်ကိုပါဝါလန်ရင်လည်းနှစ်ပဲအဲနှစ်ထွန်ကသူကနောက်နှစ်မှာလုံးဝလိုက်ထွက်တာဒါပထမကဒီလိုဖြစ်စဉ်ဖြစ်တိုင်းမှာဒီနောက်ဆောင်ဒီဆောင်းသုံးလုံးဒီနောက်ဘိတ်ဆောင်းသုံးလုံးဒီပါဝါချိန်ပြီးတော့မှဒီခွန်သုံးလုံးဆောင်းတဲ့အတွက်ခွန်ရဲ့ပါဝါနှစ်သုံးလုံးကအဲ့လိုပေါင်းကြီးဖြစ်ပြီးနောက်နှစ်မှာလုံးဝလိုက်ထွက်တယ် တို့တင်ငါးခွန်ရဲ့ပါဝါချင်းပေါ့ဗျာအခုငါးလေးငါးကဒီမှာငါးလေးငါးလို့ဒဲပေါင်းကြီးဖြစ်တော့အဲ့ဖြစ်တဲ့နောက်ပိတ်ရရင်နောက်ပိတ်ကလုံးဆောင်းလိုက်ခွန်ငါးတုံညနော်ခွန်ငါးတုံညအဲ့ခွန်ငါးတုံညခွန်ကိုပါဝါလှန်လိုက်နှစ်ငါးကိုပါဝါလှန်လိုက်တုံညတုံညကိုပါဝါလှန်လိုက်ငါအဲ့နှစ်တုံညငါနှစ်တုံညငါအပေါင်းကြီးဖြစ်ပြီးနောက်နှစ်မှာတုံညငါနှစ်လို့လိုက်ထွက်တယ်အခုဒီမှာ၄၃တက်တရမြောက်၄၃တက်လို့ပေါင်းကြီးဖြစ်လာပြီဖြစ်လာပြီဖြစ်တဲ့အတွက်ဒီနောက်ပိတ်သုံးလုံးဒီ1တက်3ညအ1တက်3ညကို2ကိုပါဝါလိုင်းခွန်း တကူပါဝါလိုင်း6ပါဝါလိုင်း9 965အခု965ဒီပေါင်းကြီးဖြစ်ပြီးရတယ်နောက်နေ့မှလိုက်ထွက်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကရှစ်သုံးညာငါဒီမှာပေါင်းကြီးဖြစ်ပြီနော်ပေါင်းကြီးဖြစ်လို့ဆိုတော့ဒီတင်ငါးခုတင်ငါးခုကိုကျွန်တော်တို့ကတစ်ကိုပါဝါလန်လိုက်6ငါ့ကိုပါဝါလန်လိုက်3ညာခုံပါဝါလန်လိုက်2အဲ့6 3ညာ2အာနော်အခုတင်ပြီးတာ6 3ညာ2အာ 6 3 2နှင်းအာလက်ကျန်ငါးကြိမ်မွေးသည်ပရိစိလည်းမထွက်လာသေးဘူးထွက်လာရင်အဲပေါက်သည်ဖြစ်မလားဗောနော်ဖြစ်တော့ယူလိုက်ပေါ့မဖြစ်တော့လဲကုံပေါ့ငါးကြိမ်မှမွေးရတာဗောနော်နှစ်ဆရင်တော့မွေးရမှာမဟုတ်တယ်နော်ကိုကြိုက်မှာကိုမွေးပေါ့နော်။ကြိုက်နေကိုကကိုကြီးကြိုက်လို့မွေးလို့ကိုကြိုက်နေကိုကကိုကြီးကျွန်တော်ဘာမှပြည့်စံမလို့နော်။ ချက်ပုံညနှစ်နော်ဒါဒီကောင်ကလုံးဝဒီကောင်မထွက်လာသေးဘူးနော်မထွက်လာရှစ်ပိတ်ကမထွက်လာသေးဘူးထွက်ခဲ့ရင်ရလိမ့်မလားဗောနော်ရရင်တော့ယူလိုက်ပေါ့မရတော့လဲကုံပေါ့ဒါပဲရှိရပဲနော်နှစ်ချောက်ခုကအထောင်ပေါင်းချင်းကနှစ်ချောက်ခုလုံးဒဲဖြစ်တယ်ဖြစ်လို့ရှိရင်ဒီဖြစ်တဲ့ကဏ္ဍရင်တော့နောက်ပိတ်သုံးလုံးစောင်းလိုက်ခွန်သုံးလုံးစောင်းအဲ့ခွန်သုံးလုံးကိုပါဝါလန်လိုက်နှစ်သုံးလုံးနော်အဲ့နှစ်သုံးလုံးဒီပါဝါလန်ကဏ္ဍဒီအဲ့ပေါင်းချင်းဖြစ်ပြီးနောက်နှစ်မှာလိုက်ဖြစ်တယ်နော် ဒီငါးလေးငါးဒီဒီမှာငါးလေးငါးလို့ဒေပေါင်းကြီးဖြစ်တယ်အဲ့လိုဖြစ်လို့ရှိရင်အဲ့ဖြစ်တဲ့ကတိုင်းတော့နောက်ပြီးသုံးလုံးဆောင်းလိုက်ခွန်၅၃ညခွန်ပါဝလန်လိုက်နှစ်ငါးကိုပါဝလန်လိုက်၃ည၃ညကိုပါဝလန်လိုက်ငါးအဲ့နှစ်၃ညကအဲ့ပေါင်းကြီးဖြစ်ပြီးနောက်နှစ်မှာလိုက်ထွက်တယ်နော်ဒီမှာလေးသုံးတိပေါင်းကြီးဖြစ်ပြီးဖြစ်ပြီးဆိုရင်နောက်ပြီးသုံးလုံးမှာသူကနှစ်တိ၃ညအဲ့နှစ်တိ၃ညကိုပါဝလန်လိုက်ခွန်၆ငါးအဲ့ခွန်၆ငါးဒီပေါင်းကြီးဖြစ်ပြီးနောက်နှစ်မှာလိုက်ထွက်တယ်နော်ကျွန်တော်အဲ့လှဲ့မှာရောထွက်မလား ဒီတင်ဒီမှာအခြေတုံငါးကပေါင်းချင်းတဲဖြစ်ပြီဖြစ်ပြီဆိုရင်ကျွန်တော်တို့ကဒီတင်နောက်ပိတ်ရဲ့နောက်ပိတ်ဆောင်သုံးလုံးတင်ငါးခုတင်ငါးခုပေါဝန်လန်းလိုက်ရင်6 3ည2အဲ6 6 3ည2အာဒီနောက်နှစ်မှာဒီလက်ကျန်ငါးချိန်မှာလိုက်ဖက်မလားနော်ဒီလက်ကျန်ငါးချိန်မှာလိုက်ဖက်မလားကြိုက်မွေးမကြိုက်မမွေးနဲ့နော်ကိုလိုပါနဲ့ကိုရရင်လည်းကိုယူနော်ကိုတိုင်းတာကိုကိုအချိန်စားနဲ့ရှင်ထိုးပေါ့နော်မပေါက်လည်းဘာမှမဖြစ်ဘူးဆိုတဲ့ဟာမျိုးပဲထိုးပေါ့အဲဒီကိုမရှိမရှိမဲ့တဲ့အတကုံတော့မမထိုးနဲ့ပေါ့ဗျာနော် အဲ့မှာနှစ်ကန့်နေနဲ့အချိန်ကိုင်းနဲ့ယူမယ်ဆိုရင်ကျွန်တော်ကဒီနောက်ပေါင်းခွန်နောက်ပေါင်းတင်နောက်ပေါင်းနှစ်ခွန်တင်နှစ်ကဒီမှာဒဲထွက်တယ်လို့ယူလို့ရတယ်နော်အဲဒီမှာကျွန်တော်တို့ကနှစ်ကန့်နဲ့ယူမယ်ဆိုရင်ရှေးပေါင်း30ရှေးပေါင်း9ရှေးပေါင်းနှစ်3ည9နှစ်ဆိုတဲ့ကဏ္ဍကိုဒီနေရာမှာအဲထည့်သွားရင်လည်းနှစ်ကန့်နဲ့ဆိုရင်ထည့်သွားလို့ရတယ်နော်အဲ့မှာပြန်ကြကနန်းကဟိုကိုအောင်ပြသွားရှိရလေဒီကျွန်တော်တို့ဘာတော့ဒီခွန်ကိုးနောက်တွဲပေါ့နော် ွန်9နောက်တွဲအဲ့ခွန်9နောက်တွဲဖြစ်တဲ့အချိန်မှာသူကဒီခွန်ခါရဲ့နှက်ခတ်ကိုတဲ့အင်းခွန်ခါရဲ့နှက်ခတ်ကိုအဲနောက်ထောင်သုံးလူခါတော်သုံးလုံးတုံညာလို့ခွန်ခါရဲ့နှက်ခတ်ကိုခါတော်သုံးလုံးတုံညာလို့ထောင်လိုက်အောင်မှာနော်သူကပြန်ကြကနန်းစော့တယ်တဲ့တခုနော်နောက်တစ်ခါခွန်9နောက်တွဲကဒီမှာလေခွန်9နောက်တွဲအခွန်9နောက်တွဲလို့ကြာရင်အဲ့ဒီတည်းမှာခွန်ခါရဲ့နှက်ခတ်ခါတော်သုံးလုံးတုံညာကိုနော်ခါတော်သုံးလုံးတုံညာ ခွင်းရနှခွန်ခါနှကခါလုံးတုံညာလို့ဖြစ်တဲ့အောက်ပြန်ကြတယ်ခရူစီပေးပါနော်ကျွန်တော်ဆိုင်မဟုတ်ပါဘူးဒါဒီခွန်ခွန်းနောက်တွေခွန်ခွန်းနောက်တွေဆိုရင်ဒီခွန်ခါရဲ့နှခါကိုခါလုံးတုံလုံးတုံညာလို့ဖြစ်တဲ့အောက်အင်းဒီမှာတုံညာလို့ဖြစ်တဲ့အောက်မှာသူတန်ကြာကနန်းဆော့တယ်ဒီမှာခွန်ခွန်းနောက်တွေကဒီမှာလာပြီနော်ခွန်ခွန်းနောက်တွေအဲ့မှာခါလုံးတုံလုံးတုံညာလို့ဒီမှာဖြစ်ပြီ၄ခွန်ကိုနော်၄ခွန်ကိုလို့ဖြစ်ပြီဆိုရင်သူ့အောက်မှာပြန်ကြဆော့လို့ရတာပါလေနော်ဒါကကျွန်တော်မွေးသီးပေါ့နော် ဒီနှစ်ယောက်ကပထမဆုံးဒီမှာဒဲပေါင်းကြီးဖြစ်တယ်အဲ့လိုဖြစ်ရင်ဒီပေါင်းကြီးဖြစ်တဲ့ခဏရရင်တော့နောက်ပိတ်သုံးလုံးအစီနှစ်ကတလုံးနောက်နှစ်ကတလုံးစောင်းလိုက်ခွန်သုံးလုံးစောင်းခွန်သုံးလုံးစောင်းရင်ခွန်ခွန်သုံးလုံးရဲ့ပါဝါနှစ်သုံးလုံးနောက်နှစ်လိုက်ထွက်နော်ဒီမှာငါးလင်းကောင်ဒဲပေါင်းကြီးဖြစ်ရင်နောက်ပိတ်သုံးလုံးကိုခွန်90ခွန်90ကိုပါဝါနှစ်လိုက်ရင်နှစ်သုံးညာ၅အဲ့လိုနောက်နှစ်မှာလိုက်ထွက်နော်ဒီမှာ၄၃တက်ဒဲပေါင်းကြီးဖြစ်ပြီဆိုရင်ဒီ၄၁၃ညာ၄၁၃ညာဒီနောက်ပိတ်သုံးလုံးစောင်းတာအဲ့ဒါကိုပါဝင်လိုက်ခွန်ချောင်းကနောက်နှစ်လိုက်ထွက် အဲ့လိုလားဆက်ပေးဦးမယ်ဆိုရင်ခြေတုံညာ၅တိဒီမှာဒဲပေါင်းကြီး၄ကောင်ဖြစ်လာပြီဖြစ်လာပြီဆိုရင်တင်ငါခုံပါဝါလှန်လိုက်ရင်၆တုံညာ2နော်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ဇာတုမွေးသီးတင်ငါခုံပဲထွက်ထွက်၆တုံညာ2ပဲထွက်ထွက်ပေါင်းနဲ့ပေါက်ဖို့အားကောင်းတယ်ပေါ့နော်ပြန်ကြဆိုဘာကောင်းလဲဆိုတော့အဲ့မှာကျွန်တော်ကြီးတွေပါတင်ပေးထားတယ်ဗျာနော်ကောင်းတော့ကောင်းပါလေပြန်ကြတော့ကိုကြိုက်တဲ့ကိုကြိုက်တဲ့ဟာကောင်းတာပဲနော်ကိုမကြိုက်ရင်တော့မကောင်းကိုကြိုက်ကိုကြိုက်ရင်ကောင်းတာပဲနော်တော်သူဒီတောင်ကြီးမြောက်ချစ်ဖြစ်ဖြစ်စနေပဲဖြစ်ဖြစ်စနေပဲမဖြစ်ဖြစ်နော်အဲ့လိုမျိုးပေါ့ ကိုကြိုက်ရင်ချတာဒီမှာလို့143 863 883ဆိုပြီးတော့ဒီမှာထိုးကြတာပဲနော်ကိုကြိုက်တော့လည်းရတာပေါ့မကြိုက်တော့လည်းမရဘူးပေါ့နော်ခု6ခုကောင်းတယ်ဒီပွဲဟုတ်ကဲ့ပါနော်ကျေးဇူးကိုနောင်းစနစ်တွေကရန်ကောင်းတယ်ဟုတ်ကဲ့ပါနော်အဲ့လိုအားပေးစကားလေးပြောလို့ကျေးဇူးပါလို့နော်ဒါကျွန်တော် ကတော့ကောင်းမှထင်တဲ့ဟာလေးပေါ့ဗျာစနစ်ကတော့အများကြီးရှိတာပေါ့နော်နူနူနူဟုတ်ကဲ့ပါနော်ကြိုက်တဲ့လူကယူမကြိုက်တဲ့လူကမယူပါနဲ့နော်အဲ ဘသူ့ကိုမှလည်းတင်းမထိုးခိုင်းပါဘူးကိုလောဘနဲ့ကိုနော်ပေါက်လဲကျွန်တော်ကိုပေးစရာမလိုပါဘူးအဲ့မှာဟိုအဲ့မှာချက်ထိုးခြင်းရင်တော့ဘိုင်ဘာလာခဲ့ပေါ့နော်ဘိုင်ဘာလာခဲ့အဲဒီမှာဒီလိုမျိုးလေးပဲနော်ကျွန်တော်တို့ဒီမှာချက်ထိုးမယ်ဆိုရင်ခဏတင်လိုက်တင်းပြီးဆိုရင်ဒီမှာကျွန်တော်ကငူလွှဲမယ်နံပါတ်ပေးတယ်ပြီးလို့ရှိရင် OK ပြန်ပြန်တယ်နော်အဲဆိုရင်ရပြီအေကနန်နော်ဒီမှာဆိုရင်ကျွန်တော်တို့2026တဲ့ကြိုဝင်မဲ့လူတွေဆိုရင်ဒါဒီမှာအယောက်40ရှိပါပြီပေါ့နော် ်2026ကိုကြိုးဝင်ထားတာဒီနှစ်ကုန်တီဖရီးပေးထားတာနော်အဲမှနှစ်ကုန်တီကမခေါ်တော့ပါဘူးလို့နော်ကဲအားလုံးကိုလက်ပါဗျာနော်ကျွန်တော်ဆင်းပါပြီကျွန်တော်နှက်ပြီမှနေတာပါဗျာနော်6 3ညနှစ်မွေးသီးပါနော်6 3ညနှစ်အာမွေးသီးပါနော်